ကျွန်တော်ကတော့အခုဒီလည်းကလေးလိုပဲမြင်ပါတယ်ကလေးလိုပဲမြင်နေဆိုတာကကြတော့ဟို18နှစ်မှာ18နှစ်ရဲ့အတွေးခေါ်နေ18နှစ်ရဲ့ခံစားချက်နဲ့18နှစ်ရဲ့ရင်ကျက်မှုကတော့18နှစ်ပဲဖြစ်မှာပဲပေါ့နော်အဲ့တော့သူတို့ရဲ့ performance တွေနဲ့သူတို့ရဲ့ stage အခြေအနေပေါ်ကြည့်ပြီးတော့သူတို့ရဲ့ item တွေကိုကြည့်ပြီးတော့ကျွန်တော်ကဟာသူကခီစားတော့အရင် match ပဲဖြစ်သွားပြီခီစားတော့အရင် mic သွားပြီလို့တော့တွေးလို့မရဘူးပေါ့နော်ဆိုတော့တကယ်တမ်း mentally မှာရောဟိုဒီကလေးတစ်ယောက်ကတကယ်ကို အဆင်ပြေရဲ့လားဆိုတဲ့ဟာတွေကိုလည်းကျွန်တော်မှအများကြီးပြန်သုံးသပ်ရတယ်ပေါ့နော်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ mentality ထဲမှာဟိုအဆင်မပြေနေဘဲနဲ့ဟို stage ပေါ်မှာပဲဖန်တီးယူရတဲ့အခါမှာတဟဇာတာမဖြစ်တဲ့အခါမှာဟိုအများကြီးဟိုတာတကားကြီးလည်းရှိရပေါ့နော် error တွေဖြစ်နိုင်တယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကတော့သူကလေးလိုပဲမြင်တယ်ကလေးတယောက်လိုပဲဆက်ဆံတယ်ဒါပေမဲ့အလုပ်လုပ်တဲ့အချိန်မှာတော့ professional ကြကြအလုပ်လုပ်ဖို့အတွက်ကိုအမြင်နဲ့တိုက်တွန်းလို့ဆိုရပေါ့နော်ဒီသဘောလောက်ပါပဲ pageant တို့အဲနောက်ဒီ runway တို့ဆိုတာကတော့ international မှာမင်းသမီးမင်းသားတွေရောအဲနောက်ပြီးတော့ဟို pageant ဘက်ကနေမှ runway ဘက်ကနေမှမင်းသမီးမင်းသားဖြစ်လာတဲ့ဟို star တွေလည်းနိုင်ငံတကာမှာအများကြီးရှိတယ်အဲနောက်ပြီးတော့မှမင်းသမီးမင်းသားတွေကနေမှလည်းဒီလိုမျိုး runway ဒီ pageant တွေမှာအဲ့လိုမျိုးဟိုပါဝင်နေပေါ့နော်ဒါတွေကလည်းအရင်နေ့ကရှိပြီးသားပါပြီးတော့ခေစာကိုကျတော့ကျွန်တော်စပြီးတော့ကျွန်တော်စီစုစရောက်တဲ့အချိန်ကတော့2000 2023ပေါ့နော် Thunder Artist Academy ဆိုတာဒါကျွန်တော်တို့ talent တွေမွေးထုတ်တဲ့နေရာပါသရုပ်ဆောင်သင်တန်းပေါ့နော်အဲ့တော့သူကလည်းသရုပ်ဆောင်လုပ်မယ်မင်းသမီးလုပ်မယ်ပေါ့ကျွန်တော်တို့ဒီကလေးတွေလူငယ်စကားနဲ့ပြောနေမင်းသမီးလုပ်မယ်ဆိုပြီးတော့စပြီးတော့သင်တန်းတက်ရင်လည်းရောက်လာပါအဲ့ဒီကနေမှဒါသူလည်းအတိုင်ငယ်သေးတယ်ကျွန်တော်လည်းသူ့ဟို အတွေ့အကြုံရှိစေခြင်းနဲ့ experience ရှိစေခြင်းနဲ့ဆိုတာနဲ့အာသူ mysticism တွေပါပြီးပြရင်းနဲ့ပဲဒီ pageant နဲ့ဒီ runway ကိုသူ miss worry ပါပြီးဖြစ်လာတယ်ပေါ့နော်နောက်ပြီးဒီအခုတော့သူ runway model လုပ်တယ်ပေါ့သူရုပ်ဆောင်လုပ်တယ်ပေါ့အခုလည်းလူတွေလမ်းနေအလုပ်ကိုင်းနေနေရမှာဒါတကယ် senior director ကြီးဖြစ်တဲ့ဦးမီဝါတို့ရိုက်တဲ့ကားမျိုးမှာဒါ character တစ်ခုအနေနဲ့နေရာတစ်ခုအနေနဲ့ပါဝင်ဝင်ရဆိုတာဒါဝမ်းသာစရာခုန်စရာပါပဲကျွန်တော်တော့ဟိုပိတ်ပင်နာတာစီရရင်လည်းဘာမှမရှိပါဘူးပြီးတော့ ိုကောင်းတဲ့အလုပ်တွေအခွင့်အလမ်းတွေရရဆိုရင်လည်းဟိုအားပေးနေမှာပါလှုပ်ဖို့တော့အားပေးနေမှာပါအဓိကတော့ဟိုကိုယ်တပည့်တွေကလေးတွေရဲ့ဟိုပြိတ္တကကျန်တဲ့သူမဟုတ်ခင်ကျွန်တော်ကိုယ်တိုင်ပါပဲအဲ့တော့ဟိုသူတို့တွေကိုအတင်းချက်ကြီးဘလို့ပဲလောက်ရမယ်ဘာလောက်ရမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အဲသူတို့ရဲ့အကြံဉာဏ်သူတို့ရဲ့သွားခြင်းနဲ့အရာသူတို့လုပ်တဲ့အရာပေါ်မှာအမြဲတမ်းအနောက်ကနေပံ့ပိုးပေးတယ်ပြီးတော့အကြံပေးတယ်အာပါးနေတာရှိရင်တော့ပြင်ပေးတယ်ဟိုအဓိကတော့ သူတို့ရဲ့ပြိတ္တကကိုကိုတိုင်းပါပဲခစားတော့ဒါခစားအသက်15နှစ်ကနေဒီလောကကစဝင်နေအခု18နှစ်ဖြစ်နေပေါ့နော်ဒီမိနစ်တွင်းမှာခစားဆရာကြီးနဲ့အများကြီးတွေ့ခဲ့တယ်ဒါရုပ်ရှင်ဘက်ကဆရာကြီးရောနောက်ပြီးတော့ဒီဒီအလမဲလောကဆရာရဲ့ပေါ့နော်ဆိုင်လက်ကူလက်ဦးဆရာဆိုရင်ဒါဆရာတထွေးစောနောက်ပြီးတော့ဒါတခြားဆရာထွေးလင်းလို့ဆရာဝန်ဆုံးနဲ့ရှိမယ်ဆိုတော့ဒီဆရာရဲ့ပြန်ပုံမှုမှုကြောင့်တို့တင်ကြပေးတဲ့ဒီတင်ကြမှုရဲ့ကြောင့်ဒါကဒီနေရာမှာဒီလိုမျိုးဒါ ကိုဖီလန်ရှိရှိနဲ့ excitement miss word လိုမျိုးပွဲမှာလည်းအိန္ဒိယမှာလည်းကစားတရက်ပြိုင်နိုင်ခဲ့တယ်နောက်ပြီးရှင်နေမှာလည်းကစားအကောင်းဆုံးကစားရဲ့ဒီအာနာချက်ဖြစ်တဲ့ဒီစကားများစကားအရင်မြန်တဲ့ဟာကိုလည်းပြုပြင်ပြီးတော့ဒါ လက်ဆောင်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကစားအနေနဲ့ဆရာရဲ့တမားရဲ့အကောင်ဆုံးလက်စားအများကြီးကျေးဇူးတင်ပါတယ်သူတို့ကြောက်တာကစားဒီလိုမျိုးဖြစ်လာခဲ့တာဆိုတော့အများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျွန်တော်ကတော့အခုဒီလက်ကလေးလို့ပဲမြင်ပါတယ်ကလေးကတော့ကလေးလို့ပဲမြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အမြဲတမ်းပြောလေးရှိရဲစကားလို့ပေါ့နော်ဒီအလုတ်ကင်နေထဲမှာကျွန်တော်တို့ကဟိုဟိုအလုတ် experience များလာလို့ပိုလုတ်တက်လာတာနောက်ပြီးတော့နောက်တစ်ခုကကြတော့ဟို အထူးသဖြင့်ပေါ့နော်ဒီ industry မှာကျွန်တော်တို့ performance လုပ်တဲ့အရာတွေ acting တွေဆိုတော့အကုန်လုံးကလုံယူကြတာပေါ့နော်အဲ့လိုလုံယူကြတဲ့အရာတွေမှာဒါဟိုလုံယူတတ်လာတာပေါ့ရှင်းရှင်းပြောမယ်ဆိုရင်ဟိုပညာတတ်လာတာပေါ့စာအုပ်ကျွန်တော်တို့ငငယ်တုန်းကဒီစာတွေရဲ့ကဗျာတွေရဲ့အနှစ်သာရတွေကိုရမ်းနားလေလို့မဟုတ်ဘူးဒါပေမဲ့နားလေဖို့အတွက်စ조사ပြီးတော့ဟိုချက်မှတ်ခဲ့တာပေါ့နော်အဲ့ဒီသဘောမျိုးပဲပေါ့ဟိုဆိုတော့ဟိုခီစာဆိုလဲဟိုဒီလိုမျိုး ဟိုသူ့ရဲ့စ조사အားထုတ်ပြီးပြောင်းလဲတဲ့လုပ်ယူမှုတွေကဘယ်လိုပြောရမလဲဟိုမြင်မြင်သာပြီးတော့လက်ခံနိုင်လာတာပေါ့အရင်တော့က performance မလုပ်တတ်တဲ့ကောင်မလေးက performance လုပ်တတ်လာတယ်အဲဟို item မလုပ်တတ်တဲ့ကောင်မလေးက item လုပ်တတ်လာတယ်ပေါ့တင် जा ခံယူတက်မြောက်ပြီး pick up လုပ်ပြီးတော့ဟိုဖန်တီးယူတာပေါ့နော်ဒါပေမဲ့ကလေးလိုပဲမြင်နေဆိုတာကကြတော့ဟို18နှစ်မှာ18နှစ်ရဲ့ အတွေးခေါ်နေ18နှစ်ရခံစားချက်နဲ့18နှစ်ရရင်ကျက်မှုကတော့18နှစ်ပဲဖြစ်မှာပဲပေါ့နော်အဲ့တော့သူတို့ရဲ့ performance တွေနဲ့သူတို့ရဲ့ stage အခြေအနေပေါ်ကြည့်ပြီးတော့သူတို့ရဲ့ item တွေကိုကြည့်ပြီးကျွန်တော်တို့ကဟာသူကခီစားတော့အရင် match ပဲဖြစ်သွားပြီခီစားတော့အရင် mic သွားပြီလို့တော့တွေးလို့မရဘူးပေါ့နော်ဆိုတော့တကယ်တမ်း mentally မှာရောဟိုဒီကလေးတစ်ယောက်ကတကယ်ကိုအဆင်ပြေရဲ့လားဆိုတဲ့ဟာတွေကိုလည်းကျွန်တော်မှအများကြီးပြန်သုံးသပ်ရတယ်ပေါ့နော်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ mentally ထဲမှာဟိုအဆင်မပြေနေဘဲနဲ့ဟို stage ပေါ်မှာပဲဖန်တီးယူရတဲ့အခါမှာတာဟဇာတာမဖြစ်တဲ့အခါမှာဟိုအများကြီးဟိုတာတကားတွေလည်းရှိရပေါ့နော် error တွေဖြစ်နိုင်တယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကတော့သူကလေးလိုပဲမြင်နေကလေးတယောက်လိုပဲဆက်ဆံနေဒါပေမဲ့အလုပ်လုပ်တဲ့အချိန်မှာတော့ professional ကြကြအလုပ်လုပ်ဖို့အတွက်ကိုအမြင်နဲ့တိုက်တွန်းလို့ဆိုရတယ်ပေါ့နော်ဒီသဘောလောက်ပါပဲ